်မင်္ဂလာပါရှင်ရောင်ခက်တဲ့ channel နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်မင်းအောင်လည်းတက်တော့ရိုင်းမိတ်နဲ့မောင်ဝင်းမဆိုင်ပြိုရင်းနဲ့မွေးမြူရေးဆိုင်ရာတက်ကတော်တိဆောက်ပြီးစဉ်နေပြည်တော်မှာမွေးစေးတက်ကတော်နဲ့ဆိုင်ပြိုရေးတက်ကတော်နှစ်ခွေအနာဂတ်မသိကြတော့အကျံဖတ်မင်းအောင်လည်းတက်တော့ရိုင်းမိတ်နဲ့မောင်ဝင်းမဆိုင်ပြိုရင်းနဲ့မွေးမြူရေးဆိုင်ရာတက်ကတော်တိဆောက်ပြီးစီသွားပြီးဖြစ်ပြီးတော့မကြမီမင်းအောင်လည်းကိုယ်တိုင်လာရောက်ဖွင့်လှစ်တော်မူဖြစ်ကြောင်းဒေသသတင်းမြစ်တွေကပြောတယ်မြောက်ဒီတိုင်းမှာဝင်းမြို့မှာနိုဝင်ဘာလဇန်ကစတင်ပြီးတော့မြောက်လိုက်လာရောက်ရရှိနေမြို့ကိုတန်ရှင်းလောက်ချင်း ပလက်ဖောင်းတွေကိုဈေးတုံချင်းဖြိုဖျက်လက်စာနဲ့ဆောက်လက်စာအစားအုံတွေကိုအစိမ်းအောင်တာလပတ်ကာယံနေကာယံချင်းဌာနဆိုင်ရုံးတွေကိုပြုပြင်ခြင်းတွေလောက်ဆောင်နေကြမဲလိုက်ကမုတ်ဝင်ဆိုင်ပြိုရင်းနဲ့မွေးမြူရေးဆိုင်တက္ကသိုလ်ဝင်ပွဲနဲ့ကျောင်းဆောင်တွေတည်ဆောက်ပြီးစီဒီကိုလည်းအောင်စစ်စစ်ရှိနေကြောင်းသိရတယ်။ဆိုင်ပြိုရင်းနဲ့မွေးမြူရေးတက္ကသိုလ်မုတ်ဝင်ကကျောင်းဆောင်တွေလည်းပြီးနေပြီမုတ်ကြီးလည်းပြီးသွားပြီ။အဲ့ဒါမဲလိုက်ကိုယ်တိုင်လာဖွင့်မယ်လို့ပြောတယ်။သူ့မိန်းနဲ့ဆောင်ခိုင်းတာဆိုတော့သူ့ကိုယ်တိုင်လာဖွင့်မယ်လို့မြို့နယ်တရုတ်ဘက်ကပြောပါတယ်။ဘယ်နေ့လာမလဲတော့တိကျမသိသေးဘူး။ မောက်ပင်မှာစိုက်ပျိုးရေးနဲ့မွေးမြူရေးဆိုင်ရာတက္ကသိုလ်ဖွင့်လှစ်လိုက်မှုကြောင့်နေပြည်တော်ရေစင်းရှိစိုက်ပျိုးရေးတက္ကသိုလ်မွေးမြူရေးဆိုင်ရာစေတက္ကသိုလ်တို့ကိုမောက်ပင်ကိုပြောင်းရွှေ့ခွင့်ရှိကြောင်းမြောက်လိုင်ကရေစင်းရှိစိုက်ပျိုးရေးနဲ့မွေးမြူရေးစေတက္ကသိုလ်နေရာတွေကိုစစ်တပ်တင်တန်းကြောင်းနေနေရာတွေဖြစ်ပြောင်းနေရှိနေကြောင်းသိရတယ်။နေပြည်တော်မှာစစ်တပ်တင်တန်းကြောင်းတက်တဲ့ဖွင့်လှစ်နိုင်စေရသီးသီးမြို့နယ်အတွင်းရှိတဲ့နေရာတွေကိုစစ်တပ်ကဖျက်သိမ်းခိုင်းခဲ့ကြောင်းရန်ကုန်မန္တလေးလမ်းအောင်ပင်ရှိစေရသီးသီးမြို့နယ်ကြောက်ချံရွာမှာခေပင်လမ်းကွက်ထိကျင်းအများလုံးကိုလုံခြုံရေးကြောင်းပြားကစီမံချက်နဲ့ဖျက်သိမ်းခဲ့ကြောင်း ဖြတ်သိမ်းခံခဲ့ရခြင်းအရမှာရန်ကုန်မလေးလောင်းတခြားရှိကြောက်ချက်ရွာအိုင်ဆောက်ရွာတစ်တက်ရွာစိန်စားပင်ရွာမဟုတ်တော့ရွာရေစင်ရွာရွှေကြရွာရွှေတင်ကုန်ရွာခက်အေးရွာနဲ့ကေဗင်လန်ခွဲတိကျေးရနယ်ရပ်ကွက်တွေပေါင်းကြောင်းသိရတယ်ဆလဘီပြည်မျိုးနယ်ကွင်းကြီးကျေးအောင်စုမှာမဲပေးစံနဲ့တရုတ်ပြဆန္ဒမဲဖွေဖို့ကိုပြည်သူတွေရောက်မလာပဲကျေးအောင်ချိန်မှုစံနယ်နယ်ဖွဲ့ကိုစစ်တပ်ကဖမ်းဆီးစစ်ဆင်ဆင်ခေါ်တော်လဲတိန့်ချောင်းထွက်ပြေးဘကုရိုင်းပြည်မျိုးနယ်ကွင်းကြီးကျေးအောင်စုမှာရွေကောက်ဝယ်မဲပေးစံနဲ့ တရုတ်ပြည်ရဲ့လူစုနိုင်ခြင်းမရှိဘဲအုပ်ချုပ်မှုစံတွေကိုဂျန်ဖက်စစ်တပ်ကဖမ်းဆီးရန်လှုံ့ဆော်နေကြောင်းဒေတာတွင်တရင်မြေကပြောတယ်။နိုဝင်ဘာလ22ရက်နေ့မှာပြည်မြို့နယ်တွင်ရှိကွင်းကြီးကျအောင်စုမှာဂျန်ဖက်စစ်တပ်ကပြုလုပ်မဲ့အတူရောက်ရွေးကောက်ပွဲအတွက်မဲပေးစနစ်တရုတ်ပြည်ရဲ့ကျအောင်စုအုပ်ချုပ်မှုစံတွေကိုဂျန်ဖက်စစ်တပ်ကလူစုခိုင်းနှားခြင်းဖြစ်တဲ့ထို့သောလူစုခိုင်းနှားတော်လဲကျအောင်အုပ်ချုပ်မှုစံတွေကလူစုပေးနိုင်ခြင်းမရှိကြောင်းထုတ်တယ်လာတောင်းခံပြီးဖမ်းဆီးရေးရွံလှုံ့ဆော်နေခြင်းဖြစ်ခြင်းထို့ပြင်ကြာရှိနေတဲ့ကျအောင်စုမှာအုပ်ချုပ်မှုတွေကလည်းထို့သောရေးယူခဲ့ရမည်ကိုကြောက်လန့်နေကြောင်းသိရတယ် ဂျပန်စစ်တပ်ကပြည်မြို့နယ်တင်ရှိရက်ကွက်ကြောက်စုများမှာမဲပေးစနစ်တရုတ်ပြန်ဌာနဆိုင်ဝန်ထမ်းများဖြင့်အဖွဲ့၆ခုဖွဲ့စည်းထားပြီးရက်ကွက်ကြောက်စုမှာမဲပေးစနစ်တရုတ်ပြန်ရေးလုပ်ငန်းတွေကိုလုံဆောင်နေခြင်းပဲဖြစ်ပါတယ်။ကွင်းကြီးကြောက်စုအုပ်ကြီးကတင်းရှောင်းနေလို့သိရတယ်။စေကွေးတွေကပြားပေးခိုင်းစင်နေအထူးကျေလာမြိုင်ဖတ်မယ်လို့သိရပါတယ်။ဂျန်နဲ့ကြောက်အုပ်စုကအုပ်ကြီးလည်းကြောက်လန့်နေကြတယ်။ဇလဘီပို့ကုန်ရောင်းငွေအမေရိကန်ဒေါ်လာ53သန်းနီးပါးစစ်တပ်လောက်ခံပန်းတွေကိုပြန်လည်ပေးသိမ်းခြင်းမရှိမှုနဲ့ ုပ်ငန်းရှင်ရှင်ကိုဖမ်းဆီးလွတ်မြောက်နေသူစီးပွားရေးတမရဲမင်းတွေမှာအင်းနေဝင်ပောင်းဝင်စစ်တပ်ဘက်တော်သားတွေနဲ့ရင်းနှီးသူပြပင်းတွေဥတော်လင်းကိုဝေဖန်ပုတ်ကန်နေသူဖြစ်စစ်တပ်ကပို့ကုန်ရငွေအမေရိကန်ဒေါ်လာ53တန်းနီးပါးစစ်တပ်လောက်ကံပဲတွေကိုပြန်လည်ပေးတင်ခြင်းမရှိဘူးဆိုကပို့ကုန်တင်ပေါ်သူလုပ်ငန်းရှင်ရှေ့ကိုဗတ်စီလိုက်ပြီးတချို့မှလွတ်မြောက်သွားကြောင်းစစ်တပ်ကဂျမနီညမှာတရင်ထုတ်ပြန်တယ် ရန်ကုန်ခြေဆိုင်မဟာနတီ International Company Limited Driver ဖြစ်တဲ့ဦးရဲမင်းလွင်ဒေါ်ကွန်တီဒေါ်ပြပြစင်ဒေါ်မြင့်မြင့်လိုင်းနဲ့ဒေါ်ကင်စန်းတီဥမာ2022ခုနှစ်ကနေ2024ခုနှစ်အတွင်းပြည်ပကအမေရိကန်ဒေါ်လာ42တန်းကျော်တန်မှုရှိမှတ်ပယ်တင်ပို့ပြီးစစ်တပ်လောက်ကမ်ပဏီတန်ကိုပို့ကုန်ရငွေအမေရိကန်ဒေါ်လာတန်း150ကျော်ပြန်နေပေးသင့်ရန်ရှိလျက်ရှိကြောင်းထို့အတူဟင်နီခေမောင်နဲ့ဒေါ်ပြပြစင်တို့နှောင်းမြင်းနဲ့တည်ထောင်တဲ့ AK Shipping and Trading Committee Limited နေဖြစ်တဲ့2022ခုနှစ်ကနေ24ခုနှစ်တွင်း ပြည်ပကိုအမေရိကန်ဒေါ်လာ5.5သန်းကျော်တက်မှုရှိမဲ့ပိတ်တင်ပို့ခဲ့ပြီးအမေရိကန်ဒေါ်လာ2သန်းကျော်မှစစ်တပ်ထံကိုပြန်လည်ပေးသွင်းခဲ့ခြင်းမရှိကြောင်းသိရပါတယ်။ထို့ပြင်ဥယျာဉ်မင်းလွင်ကနိုင်ငံတော်ကိုပို့ကွန်ရငွေတွေပြန်လည်ပေးသွင်းခြင်းမရှိကြောင်း၎င်း၏ကုမ္ပဏီတွေကိုပို့ကွန်သွင်းကုန်လိုင်စင်ပိတ်တင်ခဲ့မှုပေါ်ကျနေမှုမရှိတဲ့ဖြင့်ပဲမျိုးစုံရောင်းဝယ်လုပ်ငန်းလုပ်ကိုင်အတွက်ကုန်တယ်တွေပွဲစားတွေတောင်သူတွေချိတ်ဆက်စားလျက်ရှိတဲ့ Online Plus မြန်မာ Association မြန်ရှိ Fiber Group မှာမြန်မာနိုင်ငံပဲမျိုးစုံပြောင်းတဲ့နှမ်းကုန်တယ်များတင်မာတောင်ရှိသူတွေကို ရောင်းရင်ကျန်တဲ့သာဆဲဆိုခြင်းအသက်ဉာဏ်ချင်းကြောက်တဲ့စာသားရေးသားပေါ်ပြခြင်းနဲ့ဆိုင်ကယ်လို့စစ်တက်ကဆိုပါတယ်။ရမင်းလင်ကအင်းနေဝင်တော့ကြောင့်နေဝင်တော့နဲ့ယင်းဒီရဲ့မကြကနာဆောင်နေသူလည်းဖြစ်ပါတယ်။ရမင်းလင်ကသူ့ Facebook ကနေနေဒေါ်လာကိုအများနဲ့ငွေဖန်နေသူလည်းဖြစ်တယ်။သူ့ကိုဒေါ်လာ9သန်းနေသွားလို့ဆိုပြီးစော်လေးကော်စော်မင်းတန်ကိုသူစီလာခဲ့ဖို့တာဂက်တက်လူမိုင်းဝင်းတော့ဝင်းနဲ့ကြီးမနိုင်90ကလူမိုင်းချောချောကိုတင်းရထောင်ချီပေးပြီးခေါ်ခိုင်းခဲ့ပါတယ်။ဟိုလူမိုင်းတင်ကားရိပစံနေပုံပြီးတော့ သူခေါ်ခိုင်းတဲ့သူကိုလည်းမခေါ်ဘဲလို့လက်တွေလှင် post တွေတင်နေတာသူကကိုဘန်ကောက်ဝန်ရှောင်းနေရလို့အဆိုပါဖြစ်စဉ်ကိုသိရှိသူစီးပွားရေးတိုင်ဝမ်နဲ့ဤဆက်သူတို့ကရှင်းပြတယ်။အကြပ်ဖက်စစ်တပ်ကပို့ကုန်ရငွေနိုင်ငံခြားငွေမပေးသွင်းတဲ့ပို့ကုန်သွင်းကုန်ကမ္ပဏီ169ခုနဲ့ကမ္ပဏီဒါရိုက်တာဖွဲ့နယ်ကိုမြပြက်စင်သွင်းကြရခုနှစ်စွန်လအတွင်းကျင်းညာခဲ့ပါတယ်။အလဲဒီဆွေရလက်ထ2016ခုနှစ်ကနေ2020ခုနှစ်အတွင်းပို့ကုန်နေတင်ပို့ခဲ့ကြတဲ့ပို့ကုန်သွင်းကုန်ကုမ္ပဏီကိုအကြပ်ဖက်စစ်ကောင်စီကလက်ကောက်လက်ကံဗတ်များတွင်ကိုနိုင်ငံခြားသုံးခုနဲ့ပြတ်တဲ့ထည့်သွင်းပြရပေးခဲ့ကြောင်း တို့ရောင်တဲ့ company ကပုံကုန်ရောင်းဝယ်နိုင်ငံခြားငွေတွေကိုထည့်သွင်းခြင်းမရှိတဲ့အတွက် company ကိုပုံကုန်သင်္ကုန်လုပ်ငန်းရှင်မပုံတင်လမတ်ပိတ်သိမ်းခြင်းကိုစားခဲ့ကြအောင်2019ခုနှစ်ကနေ2020ပြည့်နှစ်အတွင်းပုတ်ကုန်တင်ပို့ခဲ့ပြီးပုတ်ကုန်ရောက်ဝေးပြန်နေဝင်ရောင်းကြန့်ရှိနေပူတွဲပါကံမီ198ခုကနိုင်ငံခြားသုံးခွေစီမံခန့်ခွဲမှုဥပဒေစီမံမိတ်ကြော်ညာစာတို့ကိုပါသတ်မှတ်ချက်တရားလိုက်နာခြင်းမရှိသဖြင့်ကံမီနဲ့ကံမီရဲ့ဒါရိုက်တာဖော်ဝင်တွေကိုအမြင့်စင်ထက်တဲ့ကြောင့်စစ်တပ်လောက်ကံပိုးဘဏ်ကကြီးညာခဲ့ပါတယ် ဆလာဘီကျောင်းနဲ့နှမမြို့နယ်တို့မှာစစ်သားရိုက်ပိုင်းကားတစီစစ်ကြောင်းနဲ့ဂိတ်စကန်တို့ကိုတိုက်ခိုက်မှုစစ်သားလေးဦးသေဆုံးမကွေးတိုင်းကျောင်းမြို့နယ်မှာအမှတ်တော်ပြဆိုလမ်းမပိုင်းပေါ်ပြတ်တက်သွားလိုက်စစ်သားရိုက်ပိုင်းကားတစီကိုမိုင်းဆွဲပစ်ကတ်တိုက်ခိုက်စစ်သားလေးဦးသေဆုံးခဲ့ကြောင်း Tiger Fighter 4မှာတောင်ရွှေသူကပြောပါတယ်နိုဝင်ဘာလ18ရက်နေ့မှာကျောင်းမြို့နယ်အမှတ်တော်ပြဆိုလမ်းမပိုင်းပေါ်မှာဖြတ်တန်းသွားလာတဲ့စစ်သားရိုက်ပိုင်းကားတစီကိုတော်လိုက်တပွဲကမိုင်းဆွဲပစ်ကတ်တိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုတွေကြပ်ဖက်စစ်တပ်ကစစ်သားလေးဦးသေဆုံးပြီးတော်လုံးရဲဘော်တော်မြင့်မြတ်စွာကြောင်းဆောင်ခဲ့ပါတယ် အစောပိုင်းတိုက်ခိုက်မှုကမကွေးတိုင်းနယ်စီမကြာတိုက်ခိုက်ဖိုက်တာဖုန်းနဲ့ချောင်းမြုံနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပါကပါချောင်းမြုံနယ်အတွင်းရှိတော်လိုင်းမာမေးတပ်ဖွဲ့ကဥပောင်းလုံဆောင်ခဲ့တယ်။နိုဝင်ဘာ၁၂ရက်နေ့မှာနှမောက်မြုံနယ်ရှေ့ချမ်းဂွေးတောက်ကုံရွာမှာထွက်လာတဲ့ဂျမ်ဘတ်စစ်တပ်စစ်ကြောင်းနှမောက်ပြည်သူ့ကာကွယ်ရေးတပ်နှမောက်ဘက်ကပါကမိုင်းဆက်တိုက်ခိုက်ခဲ့ကြောင်းဒိုမိုင်းဆက်တိုက်ခိုက်မှုတွင်ဂျမ်ဘတ်စစ်တပ်ကတိုက်ခိုက်ဒေဆုံးမှုရှိတော်လိုင်းအရေးအတွက်ကိုတည်ပြနိုင်ခြင်းမရှိဘဲတော်လိုင်းရဲဘော်တွေတိုက်ခိုက်မှုရှိပြန်လည်ဆောင်ကနိုင်ခဲ့တယ်။အလားတူနိုဝင်ဘာလ၂၁ရက်နေ့မနက်ဆောင်9:30မိနစ်ကမှနှမောက်မြုံဝင်မြောက်ဘက်ကိတ်ကို နမောင်မြို့နယ်ဘက်ကဘာကဘာကွယ်တိုက်ခိုက်ခဲ့ကြောင်းဒုတိုက်ခိုက်မှုတွင်ဂျပန်စစ်တပ်ကတိုက်ခိုက်တိုက်ဆုံးမှုရေအတွက်ကိုအတိပြုနိုင်ခြင်းမရှိဘဲတွန်းလင်းရေပေါ်တွင်အတိကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ဆက်လက်ပြီးတော့ပရူဆိုမြို့နယ်မှာရှေ့တန်းကိုပို့ဆောင်ခဲ့ရတဲ့ခမ93တိုင်မှာစစ်တောင်းတက်ဦးဌာနတလက်ကဲများယူဆောင်လင်းဝင်ကင်းနီပြည်နယ်ပရူဆိုမြို့နယ်ရှေ့တန်းကိုပို့ဆောင်ခဲ့ရတဲ့ခမ93တိုင်ကနေစစ်သားတက်ဦးဌာနတလက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းကင်းနီအာမီ PA ဖိုက်တာဝန်ရှိသူကပြောတယ်။ နိုဝင်ဘာလ9ရက်နေ့မှာပရူဇိုမျိုးခါမ931တိုင်း5စစ်သားတအုပ်ကရှေ့တန်းကိုပို့ဆောင်ခဲ့အောင်ခင်းနီအာမီ BA ဖိုက်တန်ကိုချိန်ဆက်ပြီးအလင်းဝင်ရောက်လာခဲ့တယ်။ထို့သောအလင်းဝင်ရောက်လာတဲ့စစ်သားက MA1 တနက်တလက်လက်ပြပုံးတလုံးတားတဲ့ကြောင့်နဲ့လက်ကင်ဖုန်းလိုယူဆောင်လာအောင်စုချင်းွယ်ချင်းမြင်နိုင်တဲ့ CDN ဌာနကိုပို့ဆောင်တာကြောင့်သိရပါတယ်။သူကရှင်တဲ့နေရာကနေအလင်းဝင်လာပရူဆိုကနေပေါ်လက်ခဲကိုထိုးစင်းနဲ့စစ်ကြောင်းကနေထွာလာတယ်။အလင်းဝင်ရောက်လာတဲ့သူကတိုင်ရင်ကနေကမ93ပရူဆိုကအလင်းဝင်ရောက်လာတဲ့သူကစစ်မှုန်တဲ့တသားတင်မဟုတ်ရိုးရိုးစစ်သားပါ။ လက်ရှိကာလအလင်းဝင်အောင်လုပ်ရန်စစ်သားရေးစစ်မှုထမ်းတပ်သားတင်များနေပြည်နှင်းမြေတွင်ရှေ့တော်လိုင်းတပ်ဖွဲ့တွေကိုချိန်ဆက်ပြီးအမြန်ဆုံးအလင်းဝင်အောင်ကြားရတိုက်တွန်းတော်ကြောင်းကင်းနီအာမီဘီဖိုက်တောင်ရှိသူကဖိတ်ခေါ်ထားပါတယ်။နောက်ဆက်အားပေးကြတဲ့အတွက်တို့ဝင်ကျေးဇူးတင်ရှိပါရရှင်။